င်းနဲ့ပတ်သက်ပြီးတော့လုံးဝမပေါ်ဆကြပါနဲ့နော်အဓိကမြို့ကြီးကိုပြောချင်တာကတော့ကျမတို့ဒီအဆောက်အဦတွေအများကြီးအထက်အထက်တွေရှိပြီးတော့လူနေထူထပ်တာရန်ကုန်မှလည်းနေပြီးတော့တောင်ကြီးပေါ့နော်အန်ရဇုံနဲ့ရောက်နေတာရန်ကုန်မြို့ဖြစ်နေတာပေါ့နော်ရန်ကုန်မြို့တော်မှာပဲသူကအပိုင်းလေးတွေထပ်ပြီးခွဲထားသေးတယ်အရှိပါအဲ့ဒီငလျင်အကြီးရဲ့သူ့ရဲ့ဖီအားနောက်ဆက်တွဲရအကြီးတစ်ခုခြံသေးရတဲ့မကြမီကာလာအတွင်းမှာအဲ့လိုမျိုးလုံမဲ့မြို့ကြီးတွေကလည်းအဓိကကြောက်ဖို့ကောင်းတဲ့မြို့တွေပေါ့ရန်ကုန်ရဲ့ပဲခူးရဲ့ပြီးတော့မန္တလေးပြင်ဦးလွင်နေပြီးတော့ကြောက်ဆဲ အားလုံးမင်္ဂလာပါမိုးရဲ့ YouTube channel လေးအရင်ကြိုဆိုလိုက်ပါရရှင်မိုးဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ငလင်သတင်းရှင်ဒီအောက်တိုဘာ16ရက်နေ့ကစပြီးတော့ငလင်နဲ့ပတ်သက်ပြီးတော့ဒီမြို့ကြီးတုံးမှုကိုအထူးကြီးညာထားရရှင်ဒီမြို့ကြီးတွေကတော့ရကုံစကိုင်းမန္တလေးပဲဖြစ်ပါရရှင် ဒီမြို့ကြီးဒီမှာနေတဲ့ပြည်သူတွေကျွတ်တဲ့ပစ္စည်းကောက်ရိုးရအောင်လို့အထူးကြေညာထားရရှိဘီရိုရင်းမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါပါတယ်ကြည်တဲ့မြို့တွေနဲ့ကျွတ်တဲ့ပစ္စည်းကောက်ရိုးရအောင်လို့ဘုဟုတုတ္တနေနဲ့ပြန်လည်မြောင်းလဲချက်မဲ့ဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလက်ပါရှိရှိပေးဖို့ဖိတ်ခေါ်ပါတယ်ရှိဒါဆိုတော့ဗီဒီယိုလေးကိုစာလိုက်ကြရအောင်နော်လည်းခံမှန်းတဲ့ရင်တွေကိုအမြဲတမ်းတင်လေးနေတဲ့ဟိုစင်းနောင်နောင်တတ်ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကမနေ့ညကပေါ့နော်15ရက်နေ့ညကသူက post တစ်ခုတင်လိုက်တယ် အာဒီငလင်နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ငလင်ဖြစ်လာနိုင်ခြေရှိတယ်ပေါ့နော်ကျင်းသေးဖြစ်မယ်လို့တော့ तू ကမပြောဘူးနော်ဖြစ်လာနိုင်ခြေရှိတယ်လို့ तू ကခံမှန်းတဲ့သတင်းတက်လာတယ်သတိဆိုတော့ပိုတယ်လို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့အရေးကြီးတာကတကယ်ကိုအန်ရဲဇုံထဲရောက်နေတာရန်ကုန်မြို့ဖြစ်နေတာပေါ့နော်ရန်ကုန်မြို့ဖြစ်နေတယ်။အဲရန်ကုန်မြို့တော်မှာပဲသူကအပိုင်းလေးတွေထပ်ပြီးခွဲထားသေးတယ်။အရှေ့ပိုင်းဆိုရင်တောင်အုပ်ကလာတင်ငန်းကျွန်းအဲအဲ့ဒါတွေကပြည့်ယူကျွန်းနဲ့ပိုနီးတယ်ပေါ့နော်။ အာရန်ကုန်မြို့လယ်ကောင်ရဲ့အနောက်ပိုင်းဆိုလှိုင်းသားရအင်းစိမ်အဲအဲ့ဒါဆိုရင်လည်းမြေနုံးတင်မြေနုအပေါ်ထူတက်လို့ပေါ့နော်ဒါတွေကလည်းအန်ဒီရယ်တွေတော်တော်ကြီးကိုနီးစက်တယ်ဆိုပြီးပြောတယ်တခြားအာတခြားနယ်တွေဆိုလည်းပါတယ်စကိုင်းတို့ဘာတို့ကတော့ဒါစကိုင်းပြည်ရွှေကျောင်းနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပေါ့နော်ပြီးတော့ရှမ်းပြည်နယ်ဆိုလည်းရက်ဆောက်ဟိုပုံတောင်ကြီးအဲအာညောင်ရွှေအဲ့လိုမျိုးဒေသတွေပါတယ်ပေါ့နော်ကျွန်မအဲ့ဒီသတင်းတွေတက်လာရင်လေရင်းနေပူတယ်သိလားဘာဖြစ်လို့လဲဆိုကိုဆိုရင်လည်းရန်ကုန်မှာနေတဲ့သူပြီးတော့လည်းရန်ကုန်မြို့လယ်ကောင်နဲ့ ဲ့နဲ့အနီးဆုံးမျိုးနဲ့ပြီးတော့လည်းမြစ်နဲ့လည်းအရန်နီးတဲ့နေရာမှာနေတဲ့အတွက်ဒါရီကသတိရတော့ပို့တယ်လို့တော့မရှိဘူးဘောနော်အကုန်လုံးနဲ့သတိထားစေချင်တာရန်ကုန်မြို့ကလည်းနည်းနည်းအန်ရဲအန်ရဲကြီးတဲ့ဇုံထဲမှာပါတယ်ဆိုပြီးသတိထားတာဖြစ်တဲ့တည်းဖြစ်လာသည်ဖြစ်စေမဖြစ်လာသည်ဖြစ်စေဒီငငင်းငလင်ရလေပို့ပြီးတော့သတိထားဖို့တော့လိုတယ်ဆိုတာလေးဒါကျမကဒါပို့လို့လာပြောပြတာဘောကျွန်တော်တော့ Facebook မှာအကုန်လုံးတင်နေကြတဲ့အတွက်ဝင်ကြည့်လိုက်ကြပါနော်အေးနေတော့လိုက်တာဟိုကလေငလင်နဲ့ပတ်သက်ပြီးတော့လေ အခုတရင်နေပေါ့နော်ကိုစင်နန်းအောင်တက်ဆိုတဲ့အကောင့်ကနေပြီးတင်နေတာပေါ့နော်ငလင်နဲ့ပတ်သက်ပြီးတော့လုံးဝမပေါ်ဆကြပါနဲ့နော်အခုလေမကြမီပေါ့နော်လာပိုင်းသုံးမဟုတ်ဒီရပိုင်းအတွက်မှာပေါ့နော်ငလျင်အကြီးအကျယ်လှုပ်ဖို့ရှိတယ်တဲ့အဲ့ကိုကကျတော့ तू ကလေဒီတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ तू ကဒီသုံးသက်ချက်တွေပေါ့နော်အဲ့လိုအများရန်အများရန် तू ကငလျင်ပဲချိန်မှလှုပ်မယ်ပါညာအဲ့လိုအဲ့လိုမျိုးလေးတွေတင်ပေးတတ်တယ်ဒါပေမဲ့ तू တင်တာတော်တော်များလည်းမှန်နေသေးလားအခု तू ကဘာပြောထားလဲဆိုတော့ အခုပြီးခဲ့တဲ့ကျမတို့ဒီ match လာ28ရက်နေ့ကလှုပ်သွားတယ်ငလျင်ကဒါဒီငလျင်အကြီးလှုပ်မဲ့ဟာရဲ့ဒါအရန်ငလျင်ပေါ့နော်အဲ့ဒါကြီးကလှုပ်သွားပြီးတော့သူ့မှာနောက်ဆက်တွဲငလျင်အကြီးကျမတို့အဲ့ဒါနဲ့ပတ်သက်ပြီးသိနာရတော့မလဲသူတူကတော့ဒီဒီသူ့ရဲ့အကောင့်မှာတေချာရှင်းပြထားတယ်အဲ့ဒီငလျင်အကြီးရဲ့သူ့ရဲ့ဖီအားနောက်ဆက်တွဲရအကြီးတစ်ခုခြံသေးတယ်တဲ့အဲ့ဒါကြီးကကျမတို့အခုမကြမီကာလာအတွဲမှာလှုပ်လှုပ်မယ်လို့ပြောတယ်ပေါ့နော်အဲ့လိုမျိုးလှုပ်မဲ့မြို့ကြီးတွေကလည်းအဓိကကြောက်ဖို့ကောင်းတဲ့မြို့တွေပေါ့နော်ကျမတို့နေတဲ့မြို့တွေလည်းပါတယ်အဲ့ဒါဘယ်မြို့တွေလဲဆိုလေ ရန်ကုန်ရမန္တလေးရဲ့နေပြည်တော်ရဲ့အဲ့ဒီမြို့ကြီးအဓိက၃မြို့ပါတယ်ပြီးတခြားမြို့တွေကဘာတွေပါလဲဆိုလို့ရှိရင်လေရန်ကုန်ရဲ့ပဲခူးရဲ့ပြီးတော့မန္တလေးပြင်ဦးလွင် နေပြည်တော်ကြောက်စဲပြီးပြင်မနာပြီးတောင်ကြီးမြက်သားတို့လေဝမ်းတွင်တာစီရမဲတဲ့ပြီးရင်အဲ့လာရှိုးဘတ်တို့တိန်နီတို့ကုတ်ခိုင်တို့မူဆယ်တို့လည်းပါတယ်တိလားပြီးတော့ချင်းပြည်နယ်ဘတ်တွေလည်းပါတယ်စကိုင်းတိုင်းအထက်ပိုင်းတွေလည်းပါတယ်ပြီးတော့ အဓိကမြို့ကြီးကိုပြောချင်တာကတော့ကျမတို့ဒီအဆောက်အဦတွေအများကြီးအထက်အထက်တွေရှိပြီးတော့လူနေထိုတတ်တာကတော့ဒီရန်ကုန်မှလေးနေပြီးတော့တောင်ကြီးပေါ့နော်အဲ့ဘက်မှာရှိတဲ့မြို့မှာနေတဲ့လူတွေတော်တော်များများတော့လေတတိထားပြီးတော့နေကြပါပြီးတော့ကိုယ့်ကိုယ်စိတ်မချဘူးအဲ့လိုမျိုးပေါ့နော်ခလေးတငယ်တွေနဲ့နေရတယ်တိုက်တွေကလည်းအမြင့်နေနေရတယ်ဆိုလို့ရှိရင်ဒီရက်တွေထဲမှာဘာလို့ဖို့လိုအပ်လဲဆိုလို့ရှိရင် ကိုယ့်ရဲ့ဒီအဆောက်အဦပေါ့နော်ဒီတက်ဆိုင်ရာအင်ဂျင်နီယာတွေပေါ့နော်ဒီကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေနဲ့ခေါ်ပြီးတော့ဒီမြေငလျင်တန်းကိုပေါ့နော်ခန္ဓာရည်ရှိမရှိဒီလိုမျိုးအဲ့ဒါကိုခေါ်ပြီးတော့စစ်ပါစစ်ပြီးသွားတဲ့အခါကျလို့ရှိရင်ကို့မှာအဲ့လိုမျိုးခိုင်ခန့်နေဆိုလို့ရှိရင်လေဘယ်လိုမျိုးဆက်ပြီးတော့နေမလဲပေါ့နော်ပြီးတော့ဒီဆေးဝါးတွေအစားအသောက်တွေတာရှိခံအဲ့လိုမျိုးစားလို့တောက်လို့ရမယ်ပစ္စည်းတွေပေါ့နော်ပြီးတော့လက်နှိပ်ထမ်းမိတို့ဘာလို့အဲ့ဒါတွေလည်းအစင်သက်ဆောင်ထားကျမတို့ရေဘေးတုံးအောင်လို့မျိုးပေါ့နော်ပြီးရင်အရေးကြီးစားပွဲစားရမ်းတွေကို ကျောပေါ်အိတ်တအိတ်ထဲကိုထည့်ထားပါတော့ကျမတို့ဆိုခလေးရှိရလူဆိုပို့ဆိုးတယ်အခုဆိုအဲ့တဲ့ရင်ကိုဖတ်ပြော်လေးအဲ့လိုလည်းမရအောင်ရင်းနေလဲတုံပြီးတော့လေအဲ့လိုဖြစ်တယ်ပြီးတော့ရန်ကုန်မြို့ထဲမှာမာတော်မှပဲအရေးကြီးတဲ့မြို့ဆိုလို့ရှင်ဘာပါလဲဆိုတော့ဒီအရှိပိုင်းခရိုင်အရှိတကုံစိတ်ကမ်းမြို့တွေပေါ့နော်တကုံစိတ်ကမ်းမြို့တွေပါတယ်ပြီးတော့ဒီတောင်ကလာတို့တင်ကန်းကျွန်းတို့ပါတယ်ပြီးတော့ဒီလှိုင်တရာနဲ့အင်းစိန်မြို့လည်းပါတယ်ရှင်သူကကြတော့မြေပြော့ဖြစ်နေလို့ပေါ့နော်အဲ့တော့ဘယ်လိုလောင်ဆက်လို့ရမှန်းတော့မသိတော့ဘူး အရန်ကြောက်တယ်ဒါကြီးကလည်းမဖြစ်ဘူးလို့လည်းပြောလို့ရတာလည်းမဟုတ်ဘူးပေါ့နော်ဒါမှဒါလည်းလေကိုပြောမှဆိုမဖြစ်နိုင်ပါဘူးလို့လည်းတွေးလို့မရဘူးသတိဆိုတာပိုတယ်လို့မရှိဘူးပေါ့နော်အရာတိုင်းကဖြစ်နိုင်တာဖြစ်တဲ့အတွက်ကိုဘကသတိနဲ့နေတာကောင်းတယ်ကလေးတွေနဲ့နေတာဖြစ်တဲ့အတွက်ကိုကအမြဲတမ်းသတိထားပြီးတော့နေပါကိုဘကအကာအကွယ်ဖြစ်မဲ့ဟာပေါ့နော်မျိုးလေးကိုအမြဲတမ်းစဉ်းစားပြီးတော့ဘယ်လိုမျိုးလေးနေရမလဲဆိုကြိုတင်ပြီးတော့သတိထားတာကောင်းတယ်ကျမဆိုအဲ့တဲ့ရင်ဖတ်ပြီးဘယ်လိုတော့ဖြစ်ရမလဲအေးအဲ့လိုတော့မရတော့ဘူးအခုဆိုညဆက်နဲ့ထိုးတော့မယ် အဲ့လိုဆိုလေပို့ကိုတတိထားပြီးနေကြပါလို့ပြောချင်ပါတယ်အခုပြောတယ်မြို့နယ်ထဲမှာပါတဲ့လူတွေဆိုလို့ရှိရင်တတိထားကိုလိုရမယ့်ဟာတွေလောက်ထားခလေးတငယ်တွေနဲ့ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဘာတွေဟိုနေ့ဖြစ်လဲဆိုတာကြိုးပြီးတော့တွေးထားပါဘောနော်ဒါကတတိပြင်ထားမှာပေါ့နော် အလုံးမဲ့တတိပြန်ကဲရမယ့်အချိန်ကိုစတင်ပြီးတော့ရောက်ရှိလာပါပြီ။ဘာလဲဆိုတော့ငလင်ကိုစတင်ပြီးတော့ပြန်ပြီးတော့အဲသူတို့တတိထားဖို့အတွက်ကြေညာထားပြီ။အဲအခုအရင်တစ်ခါလိုပဲကိုကလက်လွတ်စပယ်နေလိုက်မယ်ဆိုရင်ကိုပဲမျက်စိတမိတ်တို့မှာအများကြီးပြန်လေးမှာဖြစ်သွားတာဆိုတော့ကိုကအများကြီးကိုမှကိုရှိမှဖြစ်သွားရင်မြင်နိုင်ရတာဆိုတော့အာအများကြီးဆုံးရှုံးမှုတွေလည်းဖြစ်ထားတာဆိုတော့ဟာကိုပြောပြတာပေါ့နော်အလုံးမဲ့သူတို့တတိထားရမယ်လို့ပြောလို့ရှိရင်တစ္ဆာတို့ကသွားလာစားတော့တတိလေးနဲ့သွားရမယ်ဒါ အန်ဒီရဆိုပိုးရလို့လည်းမရှိဘူးမဖြစ်ကမဖြစ်သွားခဲ့ ड़ी ရှိတော့ကိစ္စမရှိဘူးလူတွေမိမျောတဲ့အချိန်မှာပဲငလင်းရလည်းဖြစ်တာအခုမိမျောနေပြီအားလုံးကတော်တော်လေးကိုမိမျောနေပြီတော်တော်လေးကိုမိမျောနေတာပါတင်စားလို့ဆိုရင်လေအတန်အမြင့်နေသွားတာမျိုးတို့အဲ့လိုမျိုးကြီးလေပျော်ပါနေပြီပေါ့နော်အဲ့ဆိုတော့ပြောချင်တာတတိလေးနဲ့ပြန်ပြီးတော့နေစားရမယ်ဆိုတာပေါ့အာပိုးရလို့လည်းမရှိဘူးဒီစက္ကန့်ပိုင်းလေးအတွက်မှာအများကြီးဆုံးရှုံးမှုတွေဖြစ်ဖြစ်သွားခဲ့ပြီးပြီပေါ့နော်ဟုတ်ကဲ့မှာ sky sky villa လား အဲ့ကွန်တိုကြီးကိုပဲကြီးလိုက်ကွာအဲသူသူမှဆိုလဲပဲတစားတို့ဒီဗမွားလူတွေဆိုအများကြီးဆုံးရှုံးသွားတယ်ရွှေကွာလူတွေဆိုလဲအများကြီးဆုံးရှုံးသွားတယ်ဆုံးရှုံးမှုတွေအများကြီးပဲပေါ့နော်အားလုံးသတိဝိရိယနဲ့ပြန်နေဖို့အတွက်စတင်ပြီးတော့အချက်တွေပြနေပြီအဲ့တော့တစားတို့လည်းသတိရှိရတော့မယ်သွားတာလာတာစားတာတောက်တာကစားအာဘာပဲဖြစ်ဖြစ်ပေါ့နော်ငင်းနေဆိုကြောက်ရတယ်စကတ်မိုင်းတွေအများကြီးကိုမှဖြစ်သွားနိုင်တယ်ဆိုတော့လေနော်အဲ့တော့မမတို့လည်းအားလုံးသတိရှိကြပါမနေ့ကတတိယနေ့တစ်ခုတက်လိုက်တွေ့လိုက်တယ်အာမြင်ငလင်ပေါ့နော်စတင်ပြီးတော့လှုပ်ခတ်ဖို့အတွက်အာ ကြည့်ရတဲ့ပုံစံသူအာယုန်နေပုံရပါတယ်ဒီရက်ပိုင်းနေရငလေးကမလုံးဖြစ်တော့ဘူးအဲ့လိုတစ်တစ်ဆိတ်ဆိတ်လေးလုတ်တယ်ဆိုရင်တော့ကိုကလုတ်တည်ရတင်မလားမလုတ်တော့လဲတမျိုးကြီးပေါ့စိတ်ထဲမှာလေးနည်းနည်းအရေးကြီးနေတယ်နော်လုတ်တယ်လို့ပြောတစားတော့မတိလိုက်ဘူးအဲ့ပြောသွားပါပေါ့နော်အဲ့တော့အလုံးမဲ့တတိရှိကြပါသွားတာလာတာစားတာတောက်တာဘာပဲဖြစ်ဖြစ်ပေါ့နော်အာဒါတတိပေးတာပါတစားအနေနဲ့လဲတစားတော့တတိ တတိကတ်တယ်ပေါ့နော်အမြင်နဲ့ငလင်အထက်မြင့်သွားတာအော်ငလင်ဖြစ်သွားနိုင်တယ်နော်ဒီနေရာကြီးဆိုရင်ငါတို့မလာထင်းတော့ဘူးအစားတစ်ပြည့်တချို့ချောအမြင်မှကြိုက်တဲ့လူတွေလည်းရှိရယ်လीနော်ဟုတ်တယ်နော် focus ကရန်ကုန်ဘက်ကိုလည်းဥတီတာဖြစ်တဲ့အတွက်ကြောင့်မအားလုံးတတိထားကြဘူးအတွက်ပြစားပြောချင်ပါတယ် ဲ့တော့ချစ်တဲ့အလိုပဲတတိချီကြပါငလင်းကတော့ကြောက်တယ်တော့အဲဘာမဆိုအများကြီးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကတကယ်လို့မကြုံလိုက်ရဘူးအာအမပြင်းသွားဘူးဆိုပေမဲ့လေတတိချီကြပါအာပြင်းသွားရဆိုရင်လည်းစက္ကန့်ပိုင်းလေးတော့မှလေးဘာမှကိုမဟုတ်လိုက်ဘူးဟိုအပြင်းလေးရောက်သွားရောကဲကဲအဲ့လိုကြီးတော့ဖြစ်သွားလားအဲ့လိုကြီးကိုဖြစ်သွားလားဆိုရင်အာဖြစ်သွားရပါလိမ့်မယ်ပါဇက်အဟောင်းသားနဲ့ပေါ့နော်အဲကိုလေးလည်းကြုံတာဆိုတော့အားလုံးတတိချီကြဖို့အတွက် ငလေနဲ့ပတ်သက်ပြီးတော့ဒီမျိုးကြီးတုံးခုကိုအထုကယူဆိုင်ဖို့ကြညာထားတယ်ရှင်ဖြစ်မယ်မဖြစ်ဘူးဆိုတာတော့မပြောတတ်ဘူးပေါ့နော်ဒီမျိုးကြီးတွေကတော့ရကုံမတလေးစကိုင်းမဖြစ်ပါရဲ့ရှင်ဒီပီဒိုလေးကတော့ဒီမတလေးမှာလှုပ်သွားတဲ့ငလေမဖြစ်ပါရဲ့မို့လို့ဆက်ကြည့်လိုက်ရအောင်ရှင်အော်မဲလေးငနေရလည်းမပေးနိုင်သေးဘူးဒါမျိုးနော်ကိုကအိတ်တောင်မအိတ်ရသေးဘူးသူများရဲ့တော့အိတ်နေလာမျိုးနော်၁၂နာရီ၄၀မှာဘောင်းချာတွေဆွဲပေးနေတော့ရှိသေးတယ်တိန်တော့စင်ကတ်တွေရောင်းလို့ပေါ့နော်မဲနာရီကိုကြည့်ကြည့်လိုက်၁၂နာရီ၄၀တောင်ရှိနေပြီပေါ့နော်အဲ့တော့ငနေရထလုံးနဲ့ကိုကသူများရဲ့တော့ အိတ်နေလို့ဗောနော်တိလိုက်ကြလာတော့မကျန်းတာတော့ကျန်းနေဗောနော်ကိုကတရင်မှာတော့မအိတ်ရသေးဘောင်းချဆွဲပြီးဗောနော်ဖះဖះဆင်ရှိမှာဗောနော်ဖះခန်းရှိမှာဘောင်းချလေးဆွဲနေတော့ရှိသေးကျန်းတယ်နော်တိတာတော်တော်ရှယ်ကျန်းတာအားလုံးယူဆိုင်ကြပါလို့ ဟုတ်ကဲ့ပါမျိုးရီမွဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်ဗီဒီယိုရဲ့မှာဆိုလို့ရှင်တော့ဒီငယ်လေးနဲ့ပတ်သက်ပြီးတော့အထူးသတိပေးထားတဲ့မြို့ကြီးသုံးခုကတော့ရန်ကုန်စကိုင်းမန္တလေးပဲဖြစ်ပါရှင့်ဒီမြို့ကြီးမှာဆိုလို့ရှင်တော့တိုက်အမြင့်တွေပုံများတယ်တိုက်အမြင့်ပေါ်မှာနေတဲ့သူတွေလည်းအရောက်မှများတယ်ပေါ့နော်အဲဒီတိုက်အမြင့်မှာနေတဲ့သူတွေကျွတ်ပြစ်စစ်ကောက်ဝေးရအောင်လို့အထူးသတိပေးထားတာပဲဖြစ်ပါတယ်ဒီဖြစ်မှန်မဖြစ်ဘူးဆိုတာတော့မပြောတတ်ဘူးဒါပေမဲ့ကျွတ်ပြစ်စစ်ကောက်ဝေးရမှာမိုးရဲတောင်ပဲရှင့်စာသေးကရမှာလည်းဒီငယ်လေးကြီးကလှုပ်သွားတယ်ပေါ့နော်ဒီလိုအဖြစ်ဆိုးရင်လည်းမကြုံရအောင်ကြည်တဲ့မြို့တွေလည်းကျွတ်ပြစ်စစ်ကောက်ဝေးရအောင်လို့ဘုသူတက်နေတဲ့ပြည်လည်းမြောက်လိုက်ချင်မဲ့ဖြစ်ပါ တယ်။မွေးဗီဒီယိုလေးကိုအဆုံးထိလက်ပတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုလည်းမြန်မြန်လေးလိုက် share လေးလုပ်သွားပြီးပို့တောင်းဆိုပါရစေ။ဒါမှလည်းအခြားသူတွေသိပြီးတော့သတိပြုဆင်ခြင်နိုင်ပါရှင်။နောက်ထပ်လည်းမိုးဆက်လေးသတင်းတွေ၊ဘူတူတာရစ်ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးသမှာမို့မွေး channel လေးကိုလည်း subscribe နဲ့တောင်းပြီးပို့တောင်းဆိုပါရစေ။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တဒါ။